ိလိုရောင်းတဲ့တပူးတွေနဲ့ပတ်သက်ပြီးတော့ဘလို့အာမခံချက်တွေရှိလဲလို့မေးလို့ရှင်ရင်ဝိလိုရောင်းတဲ့တမူးတွေအကုန်လုံးကိုတမူးတွေမစစ်ဘူးဆိုရင်နှစ်ဆပြန်ရောပေးပါမယ်ဝိလိုကအာမခံပြီးရောင်းတယ်နော်လုံးဝတမူးမစစ်ဘူးဆိုရင်နှစ်ဆပြန်ရောပါမယ်တမူးစစ်ရတဲ့နေ့တော့မစစ်ဘူးလို့တော့လာမပြောနဲ့နော်ဘာလို့လဲဆိုရင်အိန္ဒိယကဝယ်တဲ့ receipt voucher တွေထုတ်ပြလိုက်မှာနော်ကဲအာမခံချက်တွေပေးထားတဲ့ page မှာမှမဝယ်ရင်ဘယ်မှာသွားရမှာလဲဘယ်သူစီမှာဝယ်မှာလဲဘယ်ဈေးနှုန်းနေနဲ့ဝယ်မှာလဲတမူးစစ်တယ်ဆိုတာ အမခံနဲ့အမခံတာမဟုတ်တဲ့ site ဒီမှာဝယ်ပြီးတော့မှတမှုမစစ်ဘူးဆိုပြီးတော့ပဲကိုယ့်ကိုတယောက်တည်းကြိတ်ပြီးတော့ခန်းစားနေမှာလားတမှုတွေအမြင့်လိုက်နေမှန်သမျှကဘယ်တော့မှတပေါင်းတထောင်တပေါင်းနှစ်ထောင်ပတ်ချလဲနဲ့လုံးဝမရဘူးနော်တပေါင်းနှစ်ထောင်တပေါင်းသုံးထောင်ပတ်ချလဲနဲ့လည်းတမှုအမြင့်လိုက်နေရလက်ကြံဖြတ်ပဲပျော့ပျော့ဘာပဲပျော့ပျော့မရဘူးနော်ဘလို့ဟာမျိုးတွေမရဘူးလဲဆိုလို့ရှိရင်ဘလို့ဟာမျိုးတွေရပြီးတော့ဘလို့ဟာမျိုးတွေကမရဘူးလဲဆိုလို့ရှိရင် မိရင်တလုံးကိုတောင်မှပဲဝယ်ရင်းဈေးဟာ14000တောင်1000ခွဲပတ်ချာလဲမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့မိရင်တလုံးရဲ့ဝယ်ရင်းဈေးကို13000 12000နဲ့ရောင်းနေတဲ့ဟာတွေကအဲ့ဒါအစစ်ဖြစ်နိုင်ပါမလား10000 12000နဲ့ရရဲဆိုတာကဂျစ်ကားလုံးကြီးဈေးဝက်လုံးကြီးနဲ့ပင်ကွင်းလုံးကြီးတွေပဲရှိပါတယ်เนาะအဲ့ဒါလိုက်အဲ့ဒါလေးတွေကကြတော့တမှုအနှိမ့်လိုင်းလေးတွေပါเนาะ ကဲအဲ့ဒါလေးခဏထားမယ်အခုဝီပြပေးနေတာလေးကကြတော့ Ladybird တစ်စိတ်ဖြစ်ပါတယ် STD ကုမ္ပဏီကထုတ်တယ်3မီတာအနန်ကြီးတစ်ဆက်ထဲဝန်ဆက်ဖြစ်ပါတယ်အနားမိတ်ကခက်သေးသေးလေးတွေပါပါတယ်ရှင်လက်လီတစ်ထည်ဝီက2900ရောင်းပါတယ်တစည်းစေးမှာဆိုလို့ရှိရင်တသက်ရှိတယ်90စေးတသက်ရှိပါတယ်ဝီရဲ့ဘိုင်ဘာကိုဆက်သွယ်လို့ရပါတယ်ရှင်နောက်တဲ့ဗီဒီယိုဖိုင်ဒီမှာပြန်တွေ့ပါမယ်ရှင်